မနေ့ညမှာတော့အာဆင်နယ်တင်းကအဝေးကွင်းမှာ2ဂိုးကိုမရှိနဲ့နိုင်ခဲ့ပြီးတော့မှပွဲစဉ်ကိုအနိုင်အတင်နဲ့ခီးဆက်ခဲ့ပါတယ်ချန်ပီယံလမ်းကြောင်းပေါ်မှာဦးဆောင်ပြီးတော့မှချန်ပီယံဖြစ်ဖို့အလားအလာအရှိဆုံးအသင်းဖြစ်ပရီးမီးယားလိဂ်မှာလက်ရှိမှာရပ်တည်နေပါတယ်မနေ့ညမှာထူးခြားချက်အနေနဲ့ကတော့အင်မတန်မှခြေစွန်းပြခဲ့တဲ့တိုက်စစ်မှုယိုဂိုရက်စ်ပဲဖြစ်ပါတယ်ယိုဂိုရက်စ်ကမနေ့ညမှာတူချင်းဖြတ်ကျော်မှုပိုင်းတွေမှာပြီးတော့ဖန်တီးမှုပိုင်းတွေမှာပါတော်တော်လေးကိုကောင်းခဲ့ပြီးသူတို့က ဂိုးတကူကိုလည်းတွင်းရဲ့တွင်းခဲ့ပါတယ်ဒါကျွန်တော်ပြောခဲ့သလိုပဲပွဲစဉ်30ရောက်ရင်ယိုကိုရက်စကာဂိုးတွေစတွင်းတော့မယ်ဂိုးတွေတောက်လျှောက်တွင်းတော့မယ်လို့ကျွန်တော်ပြောထားပါတယ်ဒါပေမဲ့ကျွန်တော်ပြောတဲ့အတိုင်းပဲပွဲစဉ်7 7 7 3 7မှာတောက်လျှောက်ယိုကိုရက်စနေနဲ့ဂိုးတွေဆက်တိုက်တွင်းလာမယ်လို့တော့ကျွန်တော်ယုံကြည်နေပါတယ်ဘာကြောင့်လဲဆိုမနေ့ညမှာယိုကိုရက်ကစားသွားတဲ့ပုံစံလုံးဝကို confident ပြည့်စုံတယ် လို့အနေနဲ့သူကိုတွင်းနိုင်တယ်ဆိုတော့အချင်းနေသားမျိုးနဲ့သူကစားခဲ့တယ်ပြီးတော့ဖန်တီးမှုတွေတကယ်ကိုအပိုင်ကန်တွန်းလို့ရမယ်ဖန်တီးမှုတွေ၄ချိန်လောက်လုတ်ပြနိုင်ခဲ့တယ်အဲ့ဒါကသူတကိုယ်တော့ထိုးပေါမှုကနေတော့၎င်းဒီဒီတိုက်စစ်စင်ကောင်တာ attack လုတ်လိုက်ချိန်မှာတော့၎င်း သူကဖန်တီးခဲ့တဲ့အရာတွေဖြစ်ပါတယ်ဆိုတော့ပြောရရင်တော့အဲ့ဒီ rice တွင်းခဲ့တဲ့ကိုယ်ဆိုရင်လည်းသူကတော့ကောင်တာကိုဆွဲလာပြီးတော့မှတကယ်ကို အမြင်ရှိရှိနဲ့ ် throw set back ကိုချပေးတယ် throw set ကဖြတ်တင်ပိုးပေးတယ် rise ကကိုတွန်းတယ်ဆိုတော့ဒီရာကအင်မတန်မှကောင်းတယ်ဆိုတော့အတိကအနေနဲ့ Yogurus ကမနေ့ညမှာကစားသွားတဲ့ပုံစံကပြီးခဲ့တဲ့ပွဲတွေသူ ရောက်ကနေကကစားခဲ့တဲ့ပွဲတွေတဲ့အင်မတန်မှကောင်းတဲ့ခြေစွမ်းအင်မတန်မှယုံကြည်မှုရှိတဲ့ကစားပုံစံပြီးတော့ ဂိုးနန်းကိုလည်းကောင်းကောင်းရနေတဲ့အနေအထားမျိုးရောက်လာပြီးဖြစ်တဲ့အတွက်ယူဂိုရက်စ်ကလာမယ့်ပွဲတွေမှာတောက်လျှောက်ဂိုးတွေတွန်းတော့မယ်လို့ကျွန်တော်ကတော့ယုံကြည်နေပါတယ်ဆိုရဲပရိတ်တတော်ကယူဂရက်စ်လက်ရှိခြေစွမ်းနဲ့ပတ်သက်ပြီးဘလိုမျိုးထင်မြင်ယူဆပါတယ်မင်းညမှာယူဂရက်စ်ကစားသွားတာကတော့လုံးဝကိုအရင်ကကစားခဲ့တဲ့ပုံစံနဲ့ခြားနာတဲ့ကစားဟန်ကိုကစားခဲ့တာပါဒါကဘန်လီအသင်းအသင်းငယ်မလို့ဒီလိုကစားနေရလားဆိုရင်မဟုတ်ပါဘူးဘန်လီကလည်းအဲ့လောက်ထိ ပြောရမဆိုဘန်လီမှာပါတဲ့အဲ့ဒီ vocal လို့ပါဆိုတာမန်စီးတီကစားသမားဟောင်းအကောင့်တွေအများကြီးပါပါတယ်ပြောချင်တာကတော့အသိငယ်မကလို့ဘယ်လိုပဲအနေထားပဲဖြစ်ဖြစ်ဒါကသူက confidence ရှိရှိနဲ့ကစားခဲ့တဲ့ပုံစံကိုကျွန်တော်အတိအကျပြပြချင်မှာဖြစ်ပါတယ်ဆိုတော့ yogurts အနေနဲ့လာမဲ့ပွဲတွေမှာတောက်လျှောက်ဂိုးတွေတွန်းလုံးမယ်လို့ကျွန်တော်ကတော့ယုံကြည်နေပါတယ်ပရိသတ်တွေရဲ့ team ယူဆက်ချက်တရှိရဆိုတော့ comment မှာရေးပေးခဲ့လို့ရပါတယ်ကျွန်တော်ရဲ့တိုက်စစ်မှု yogurts က ဂိုးတွေဆက်တိုက်တွန်းလာမလားဆိုတာကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေရှိတယ်ဆိုရင်ရေးပေးခဲ့လို့ရပါတယ်နောက်ထောင်ပေပြည်သက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်အာဆင်နယ်နဲ့အကြောင်းရာနဲ့ပတ်သက်တဲ့တဲ့ရင်ဒီကိုတိဆက်ပေးမှာဖြစ်တဲ့အတွက် channel ကိုလည်း subscribe လုပ်ထားလို့ရပါတယ်အားပေးလို့ရပါတယ်နောက်ထောင်ပေပြည်သက်အားလုံးကိုကျေးဇူးတင်ပါတယ်